်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မာ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ရှမ်းပြည်နယ်တောင်ပိုင်းပေလောင်းနဲ့ဖေကုံမြို့နယ်အစပ်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေစစ်ကြောင်းထိုးနေတဲ့အတွက်အရက်သား၄000ကျော်စစ်ပေးတိတ်ရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျာ အတော်ဘာလပထမအပတ်ကစပြီးကျေးရွာရှိရွာကဒေသခံတွေဆစ်ဆောင်နေကြရကစာနာရိတ်ခအမိုးကအိမ်သာကွက်ဆေးဝါးနဲ့ဆောင်းတွေရေးပေါ်လိုအပ်နေတယ်လို့ဆိုရတယ်။လက်ရှိမှာမိုးမကုံသေးတဲ့အတွက်မိုးကရေလိုအပ်နေပြီးဆစ်ဆောင်တွေတိုးလာနေတဲ့အတွက်ကုညီပေးနေတဲ့အဖွဲ့တွေလည်းမနိုင်ကြတော့ဘူးလို့ဆစ်ဆောင်တာဝန်ခံတယောက်ကပြောပါရတယ်။ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကစစ်ကြောင်းထိုးလာတဲ့တခြားကကြေးရွာတွေကိုမင်းရှို့တာလက်နက်ကြီးနဲ့ပစ်ခတ်တာအသေးခံ drone နဲ့ပုံကျဲတာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်စစ်ရှောင်တွေဟာလူဦးရေများတဲ့အတွက်ဘေးကိယာတောတောင်တွေနဲ့ဂူရီထဲမှာပြတ်ကျဲနေထိုင်နေကြရတယ်လို့သိရပါတယ်ရှင်မြန်မာပြည်ရဲ့ထိတ်တန့်တွင်းကုံတမျိုးဖြစ်တဲ့ဂျုံကို စပါးစိတ်ပြူစီချင်းငွေနဲ့တန်းတူချပြီးတအီကားကိုစက်သိန်းခွန်းနှုံနဲ့ ခုနှစ်2025ခုနှစ်စောင်းချင်းငွေအမီတိနန်တို့ထုတ်ချေးသွားမှဖြစ်တယ်လို့မြမလေယာဖွံ့ဖြိုးရေးဘဏ်ကအတီးဗျူပြောဆိုပါတယ်ကျုံဆက်ဧကရီပြည်မီကျုံလွန်လာဖို့အဓိကကြားတဲ့အကြောင်းတွေကိုကျွန်းကျွန်းသူတယောက်ကပြောပြပါရင်အဲ့တော့ပြောချင်တာက market value price နည်းနေရမယ်နံပါတ်1ကကျွန်တော်တို့ဒီဒီဒီအထွက်ကောင်းတဲ့ jump plaza နေဒီထွက်ကောင်းတဲ့မျိုးတွေမပြောင်းအောင်ကျွန်တော်လက်ရှိနေသားမှာမပေါ်အောင်မလုပ်နိုင်အောင်မထိန်းနိုင်ထားရမယ်နံပါတ်နံပါတ်3ကကျွန်တော်ဒီလောက်ထပ်ပါတယ်ဆိုတဲ့ information ကို ောင်းလို့ပြီးကျမ extension လုပ်နိုင်ရမယ် information flow ကောင်းရမယ်ရအောင်ပို့နိုင်ရမယ်ဂျုံတီးနံဟာစပါးနဲ့ပြောင်းပြီးရင်တတိယအရေးကြီးဆုံးဇာတိနံဖြစ်ပြီးဈေးကွက်ဝယ်လို့အားရှိပေမဲ့ဂျုံမျိုးနဲ့ဂျုံဈေးဟာစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်အတွင်းအထွန်းလုံးကောင်းပြီးစည်းကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဂျုံမျိုးနဲ့ဂျုံဆိုင်တောင်တူရင်းအတွက်အကျိုးအမြတ်ရှိတဲ့ဇီနုံကိုမျှရှိခဲ့ပါဘူးဂျုံကိုကျွန်းကျွန်းကျွန်းဆက်ပြိုးတတ်တဲ့တောင်တူတွေရှိပြီး ုံဆိုင်အီကတွေလည်းကျပြန့်ခဲ့ပေမဲ့ဂျုံစင်းနဲ့အထွက်ကောင်းတဲ့ဂျုံမျိုးတွေများရှိတဲ့အတွက်ဂျုံအစားအချားတင်းတန်ကိုပြောင်းလဲဆက်ပြူလာကြတာဖြစ်ပါတယ်။ဒါကြောင့် Sky တိုင်းအညာဒီသားရဲ့ဂျုံဆက်ပြူထုလုံမှုဟာဂလပဲကိုအစားထိုးဆက်ပြူလာသလိုရှမ်းပြည်နယ်မှာလည်းခရမ်းကျန်ကော်ဖီစတဲ့အချားတင်းတန်တွေကိုအစားထိုးဆက်ပြူလာကြပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့18ရာစုကတည်းကဂျုံမျိုးတွေတင်သွင်းလာခြင်းကတည်းကဖြစ်ပွားခဲ့တဲ့ဂျုံပင်မာဖြစ်ပွားတတ်တဲ့နွေရောဂါကလည်းလက်ရှိချိန်မှာလည်းဖြစ်ပွားနေဆဲဖြစ်ပြီးရောဂါတန်ခံနိုင်တဲ့မျိုးတွေလိုအပ်နေတာဖြစ်ပါတယ်။စိတ်ပြူရည်တိတနာဌာနကအချက်ကောင်းတဲ့ဂျုံမျိုးတွေရှိပေမဲ့လည်းဂျုံတောင်သူတွေစီတဲ့အချက်လက်နဲ့နိပညာတွေမျိုးရှိတာတွေကြောင့်ကျောက်ဆယ်ဒေသလိုဂျုံဆိုင်ခဲ့တဲ့ဒေသတွေမှာဂျုံကိုလုံးဝမဆိုင်ပြိုးတော့ပဲဂျုံဆိုင်ဧကရီရောကြလာတာဖြစ်ပါတယ်။လက်တော်ဆောင်တင်းနံဆက်ပြူချိန်ဖြစ်ပြီး တောင်သူတွေမှာဂျုံကျဲပြချိန်ဖြစ်ပေမဲ့ဆောင်းချင်းငွေမှာဂျုံချင်းငွေကိုထည့်သွင်းထုတ်ချိန်ဖို့ကြော်ညာထားပေမဲ့လည်းပင်တရားမျိုးနယ်ရှိဂျုံဆိုင်တောင်သူတွေမှာတော့ဒီတဲ့အချက်လက်ကိုမသိရှိသိမှုလို့ဆိုပါရယ်လက်ရှိဂျုံတအေကယင်းဒီစေကတအေကကိုကြက်ချောက်တင်ခွဲအထိရှိပြီး2025ဆောင်းရသည်မှာတော့ဂျုံစေးချလို့ဂျုံဆိုင်ပြိုးတူနေပြီးဂျုံအချွတ်နုံတို့ဖို့ကအဓိကကြရလို့ပင်တရားမျိုးနယ်ဟာဂျုံဆိုင်တောင်သူတယောက်ကပြောပါရယ်ဒီကဂျုံ ကျုံညာရခေါ်တာတော့တော့သူအနေနဲ့တော့ကျုံရတိဥဒုမမှန်နဲ့အဲ့လိုမျိုးကုံမြတ်ဆက်ဖို့လိုတော့ကျုံကျုံတေကစံမကွာစီရတော့ထဲလို့ရှင်လဲကွာခွန်ကြော်တော့ထဲလို့ရှင်တော့ဘုမေအရှင်ပြေပေါ့ မြမကြုံဆက်ပြုတ်ထုတ်လုံမှုကတတန်အားဖြင့်နှစ်ပေါင်း140နီးပါးရှိလာပြီဖြစ်ပြီးလက်ရှိမှာတော့စကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မှာအများဆုံးဆက်ပြုတ်ထုတ်လုံနေတာဖြစ်ပါတယ်။လက်ရှိ2025ခုနှစ်အတွင်းဆက်ပြုတ်ဦးစီးဌာနကထုတ်ပြန်ထားတဲ့စီးရင်စရာတွေအရတတန်ကလုံးမှာကြုံဆက်ဧကပေါင်း3000ကျော်ဆက်ပြုတ်ထုတ်လုံနေတာဖြစ်ပါတယ်။ဒီမှာဟန်နာပါ။မိုင်တဟာเนี่ยเดี๋ยวลองรับประกันอาจารย์รับประกันไม่ทำร้ายเรา ခန္ဓာငယ်ရနာမျိုးကအချုပ်ထောင်မှာအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရတဲ့မြန်မာနိုင်ငံသားအယောက်90ကိုအော်တိုဘားလာ9ရက်ကမြန်မာဘက်အချမ်းကော့တောင်းလေစိတ်ကိုလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ရနာလူဝင်မှုကြီးကြေးရုံးကထုတ်ပြန်ပါတယ်။ပြစ်ဒဏ်ကြခံရတဲ့မြန်မာမျိုးသား81ယောက်နဲ့အမျိုးသမီး9ယောက်ကိုမြန်မာနိုင်ငံဘက်အချမ်းပို့ဆောင်ပြီးတဲ့နောက်စစ်တပ်ကအထမစစ်သားစုဆောင်ခေါ်ဆောင်သွားတယ်လို့နှိဆက်သူတွေစီကနေသိရပါဗျ။အထမစစ်သားစုဆောင်ခံရရင်ငွေကြေးတက်နိုင်သူတွေသာပြန်လွတ်လပ်ရှိပြီး အများစုကစစ်တနန်းပေးခံရတယ်လို့သိရပါတယ်။ရှိုးတွေတော့ဒီရေနောင်ဘက်ကိုပို့တယ်။အဲ့မှာညမာတန်တရင်းတွေမှာလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်။ကျွန်တော်တို့အဲ့ဒီရုပ်ပုံတွေကိုကျွန်တော်တို့တရင်းတွေမှာပြန်ပြီးလာတယ်ခင်ဗျာ။တတတရင်းတွေကိုလို့ကျွန်တော်တို့လည်းအတူတူနေခဲ့တဲ့ဒီမှာဒီသားတွေပါတယ်။အဲ့လိုပါတာတွေရှိတယ်။အဲဆိုတော့ဒီစီအုပ်စုတွေလက်ထဲထည့်လိုက်တယ်ဆိုလို့ရှိရင်စီအုပ်စုကပဲအခုလက်ရှိနေတိုင်းမှာဆိုင်းရတယ်တအားဖမ်းနေတယ်ဆိုတော့ကျွန်တော်ထင်တော့စီအုပ်စုကဖိအားပေးပြီးတော့ဖမ်းပြီးတော့ ပြန်ပြန်ပြီးတော့ပို့ခန်းနေတာလားစေအုပ်စုလက်ထက်ကိုပြန်ပြန်အပ်နေတာလားဆိုတာကိုကျွန်တော်တို့တန်တရားတော့ဝင်နေတယ်အဲဒါမဲ့ဒီလိုပြန်ပို့လို့ရှိရင်စေအုပ်စုလက်ထက်ရောက်သွားလို့ရှိရင်ကျွန်တော်နိုင်ငံသားတွေအနေရရှိတယ်ဆိုတာကိုတော့ထိုင်းနိုင်ငံကအဲအနာပိုင်တွေသိသိချင်းနေပေါ့နော်စတေမလာ23ရက်ကလည်းရနောင်းအချုပ်ထောင်ကနေလွတ်ရက်စစ်တဲ့မြန်မာနိုင်ငံသားစုစုပေါင်း145ရောက်ကိုကော့တန်းကနေမြန်မာနိုင်ငံဘက်အချမ်းလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ရနောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကထုတ်ပြန်ပါတယ်။ ထိုင်းမှာဖမ်းဆီးပြစ်ဒဏ်ကြခံရပြီးနေရပြန်ပို့သူတွေတဲ့အသက်ရွယ်လိုက်စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုစစ်တပ်ကစူးစမ်းပြီးတပ်သားတက်လက်ချင်အကြောင်းတွေကိုပို့ဆောင်တယ်လို့နှိဆက်သူတွေကပြောပါတယ်အထူးသဖြင့်ကော်ဆောင်ရောင်းဘက်ကနေပို့တဲ့သူတွေတန်းပြီးတော့စစ်သားစူးစမ်းရေးတွေကိုတန်းရောက်သွားကြတယ်အဲ့တော့အခုလိုချိန်မှာတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေဖမ်းဆီးမခံရအောင်တော်တော်လေးကိုဒီဗူရီယာနဲ့ထားပြီးတော့နေကြမှဖြစ်လိမ့်မယ်ပေါ့နော်အထူးအဖြစ် အဲဒေါ်လာရင်းထောက်ဖို့ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေအပြီးတော့ဒီဒေါ်လာရင်းကြောင့်ဒေါ်လာရင်းမှာပါဝင်ပတ်သက်တဲ့ထွက်ပြေးတိမ်းရှောင်လိုင်းရတဲ့မြန်မာနိုင်ငံသားတွေဒါတွေကတော့အခုချိန်မှာတော်တော်သတိထားပြီးတော့နေထိုင်ရမယ့်အခြေအနေမျိုးဖြစ်တယ်။အဲဘလောက်ပဲတောင်းဆိုတောင်းဆိုထိုင်းထိုင်းဘက်ကတော့ပြန်ပို့နေတာတွေကိုတွေ့ရတယ်ပေါ့နော်။ထိုင်းနိုင်ငံကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်တာအထောက်ထားပြည်ဆောင်မရှိပဲကန့်သက်အလုပ်တွေမှာလုကင်တာထိုင်းမှာရာဇဝတ်မှုကျူးလွန်တာစတဲ့အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရသူတွေကိုပြစ်ဒဏ်ချခံရပြီးနောက် စစ်တပ်လက်ထက်ထိုင်းဘက်ကအာဏာပိုင်တွေကလွှဲပြောင်းပေးတာဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းကလူငယ်တွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးတာပြစ်ခတ်တပ်ဖြတ်တာတွေအပြင်အဓမ္မစစ်မှုထမ်းစစ်ခိုင်းတာပေါ်တာဆွဲတာတွေကြောင့်လူငယ်အများစုဟာအထိတ်တလန့်နဲ့စိုးရိမ်ပူပန်နေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်